အားလုံးပဲမင်္ဂလာပါဒီနေ့ဒီရက်ဒီမဲ့တင်ခန်းစာကတော့အခန်း3လေ့ကျင့်ခန်းဒုတိယမှ3ကနံပါတ်1ကနေစနစ်တီပဲဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်နံပါတ်1ကနေစမယ်အောက်ပါရိုရှင်းပါတယ်မှန်လားဒီဒုတိယမှ3မှာတော့ကျွန်တော်ဘာတွေလောက်ပါမလဲဆိုရင်ပိုလီပိုလီနိုမီယယ်မိုနိုမီယယ်ညှက်တော့မှာနော်ခင်ခင်နဲ့တစ်ခုချင်းညှက်တော့ပါဆက်လက်ကမှာကျွန်တော်2ရအောင်ကိုအရင်ယူပြရပါမယ်ဒီလိုနံပါတ်1မှာဆိုရင်ခြေတော့ကင်းတကယ်နေဖြစ်တဲ့4နဲ့3နဲ့အတူပါတယ်။အဲဒီ4နဲ့3နဲ့ကိုတကယ်ထားမယ်။ ုက82နဲ့8 square နဲ့ကိုတကွင်းထားမယ်။ y square နဲ့ y2 နဲ့ကိုတကွင်းထားရမယ်နော်။ထားပြီးတဲ့အခါမှာဒီလိုမြှောက်လိုက်ရပါပြီ။4နဲ့ -3 နဲ့မြှောက်တဲ့အခါမှာ minus ထွဲရပါတယ်။8 3တက်နဲ့8 2တက်စီကို8 9တက်ရပြီးတော့ y2 နဲ့ y3 တက်စီကို y9 တက်ရပါတယ်။ဒါကြောင့်မို့အဖြေက minus ထွဲ8 power 5 y power 5ဖြစ်ပါတယ်။ဒါကနံပါတ်1ပါ။နံပါတ်2ကလည်းဒီလိုနံပါတ်1နဲ့တူပါပဲ။ -7 နဲ့8နဲ့ကိုတကွင်းထားမယ်။ m power 4နဲ့ m square ကိုတကွင်းထားမယ်။ န်ကျူနဲ့အန်စကောတကားတွေဝင်လာပါမယ်။ဒူရရီဒူရရီစုပါတော့။ဒါဆိုရင်ဖနိရှိလီက56ဆို -7 နဲ့8နဲ့နဲ့တကားမှာ -56 ဖြစ်ပါတယ်။ M4 နဲ့ M4 တကားကတော့အခြေတူကြီးတော့ရဖြစ်တဲ့။ပေါင်းတဲ့ခါမှာထန်ကျူနေပေါင်းတဲ့ခါမှာ M6 တက်ပြီးပြီးတော့ M3 နဲ့ N3 တကားကျတော့ဆို M5 တက်ဖြစ်ပါတယ်။နောက်ကနံပါတ်3မှာနံပါတ်3မှာဆိုရင်ဟိုမူရူမီရက3ဦးမြောက်လာတာပါ။ဒီမှာဒီဘင်းမှာဆိုရင်ဂိမ်းစီဂိမ်းဂိမ်းဂိမ်းလုံးကကျတော့0.2ရမယ်။ ဒုတိယဘွဲ့မှာက5ဖြစ်မယ်တတိယဘွဲ့မှာကျတော့မိုင်းနေဝင်တာအဲ့တော့ကိုမြောက်ပြီးတော့အိတ်နဲ့အိတ်ကကျတော့လေအိတ်ရဲ့ a square ရဲ့အိတ်ရဲ့ဒီလိုပဲသုံးခုရှိရယ် y ကကျတော့ y နဲ့ y နှစ်ခုရှိရပါနော်အဲ z2 ကတစ်ခုရဲ့ကျတော့ z2 ကိုတစ်ခုရဲ့ထားလိုက်ပါမယ်ဒါတင်ဇူဝဒူနဲ့5နဲ့မြောက်တဲ့ခါမှာဇူဝ1ရတယ်ပေါ့နော်သူက1.0ရတာကိုဇူဝတစ်သမတစ်နေရာကျတော့1ရတယ်1နဲ့1နဲ့1ဆိုတော့ဇူဝက1နဲ့1 1နဲ့1ဆိုတော့ကျတော့1နဲ့1ရတယ်နော် ိတ်ကကြတော့တစ်ထက်နှစ်ထက်တစ်ထက်ဆိုတော့၄ထက်ဖြစ်ပါတယ်ဝိုင်းကနှစ်ထက်ပါဒါကြရင်မိုင်းနက်ဝက်8 power fort y square z ဆိုလို့အပြင်ရပါတယ်ခုကနံပါတ်၄ပါနံပါတ်၄ရတဲ့အတိုင်းပဲအစီအစဉ်က0.5 0.5စစ်တီပြီးတော့နောက်ဆုံးကမှကျတော့ plus 1ပါဒီအသုံးကိုမြောက်မယ်ဒီကကြတော့နှစ်ထက်ရတစ်ထက်ရလေးတဲ့ရှိပါရဲ့ဒီကကြတော့တစ်ထက်သုံးထက်ငါးထက်ဆိုလို့ရှိပါတယ်နော်ဒီကတူရစုလိုက်မယ်0.5နဲ့10နဲ့ကိုမျှတဲ့အခါမှာဒီ65 30ဆိုတော့ဒီအဲ 3.0ရရတယ်ပေါ့ဇမတ်တနေရာဖြစ်ရင်3.0ရရတယ်။ A ရကျတော့2ထက်3ထက်9ထက်ဖြစ်ပြီးတော့ B ရကျတော့6ထက်ဖြစ်ပါတယ်။ဒါကြောင့်မို့ 3A power 7 B power 9ဖြစ်ပါတယ်နော်။အဲ့တော့နံပါတ်5မှာ1/3 n n 2နဲ့1/4 n square n ဒီမှာကျတော့1/3နဲ့1/3နဲ့1/4နဲ့ပုံတော့ပြောင်းမယ်။ n တစ်ထက်နဲ့ n 5ထက်ပြောင်းမယ်။ n လုံးတက်နဲ့ n တစ်ထက်ကိုပြောင်းမယ်နော်။ ။ဒါဆိုရင်ဝမ်မတ်ပြင်ဝမ်မတ်ကိုကျိုးကျင်းလို့ရတဲ့ခါမှာပိုင်းဝေပိုင်းဝေကြီးမြောက်မယ်။ပိုင်းလီပိုင်းရင်းမြောက်။ပိုင်းဝေပိုင်းဝေကြီးမြောက်တော့တက်တက်လေးဒီပိုင်းလီပိုင်းရင်းမြောက်တော့၃လေးလေးဆက်နေ။အန်တထက်နဲ့အန်ငါးတဲ့ဆိုရင်အန်၆တဲ့ရမယ်။အန်၃တဲ့နဲ့အန်၃တဲ့ဆိုအန်လေးတဲ့ရပါမယ်။နော်။အမေနံပါတ်၆ပါ။နံပါတ်၆ကတီစစ်တဲ့နဲ့ဒီစစ်တဲ့အရှိမဘာမှမရှိရင်တိရှိရပါဘာ။ဒါဆိုရင်တိနဲ့မိုင်းနစ်နဲ့ဆိုရင်ဇီရောပါတော့မိုင်းနစ်ရရဲ့။ဒီမှာဒီ၆တဲ့နဲ့ဒီနဲ့ထက်နဲ့မြောက်မယ်။ဒီ၆တဲ့နဲ့ယူ၃တဲ့နဲ့မြောက်မယ်ဗျာ။ဒါဆိုရင် t ကကျတော့၈ထက်ဖြစ်ပြီးတော့ u ကကျတော့၉ထက်ဖြစ်ပါတယ်ဒါဆိုရင် minus 8 t power h u power 9ဖြစ်ပါတယ်ဟိုကနံပါတ်9ပါနံပါတ်9နဲ့အတိုင်းပဲ minus 3ကရှင်းဆုံးက minus 3က3ဆောင်ရမယ် t ကကျတော့ a square a square 3က b ကကျတော့ b square b square 3က c ရတဲ့ c c c ဆိုပြီးတော့3ပါပါနော်ဒါဆိုရင် minus 3 3ပါဆိုတော့ကျတော့ဘုံလုံးကိုကိုတို့20ခု120ခုရမယ်ဒါပေမဲ့အနုတ်ကတော့အနုတ်နဲ့နှုတ်နဲ့ဆိုရင်အပေါင်းအပေါင်းနဲ့နှုတ်နဲ့ဆိုရင်အနုတ်ပြန်ရတယ်ဒါဆိုအနုတ်20ခု A ရထောက်တဲ့ B ထောက်တဲ့နဲ့စီသုံးတဲ့ရပါတယ်။နောက်ကနံပါတ်၈နံပါတ်၈ကလည်းပထမဂွေးမာက -2 ဒုတိယဂွေးမာက1တတိယဂွေးမာ -1 အဲဒါကအပေါင်းအလဲကောင်မအပေါင်းရှိရပါတော့။အဲဒီနောက်ကကျတော့သုံးနဲ့1နဲ့ပေါ့ဘီနဲ့1နဲ့။ဒီခုချင်း၈ရအပေါင်းရဲ့၈ရကျတော့1နဲ့2ရ1ရ1နဲ့1။ဟိုက P ရကျတော့2ထက်3တက်3တက်ပေါ့နော်။အဲနောက်ကဂွေးမာကျတော့ရှင်မတို့3ရ1ရပြောက်တယ်။ B နှစ်ထပ်နဲ့ B 6ထပ်နဲ့မြောက်တယ်နော်။ဒါဆိုရင်ဆိုမြောက်တဲ့အခါမှာ -1 နဲ့ -1 နဲ့မြောက်တဲ့အခါမှာ +2 ရတယ်။ -2 နဲ့ +1 နဲ့မြောက်တဲ့အခါမှာ +2 ရတယ်။ +2 တက်လေက +2 ပေါ့နော်။အပေါင်းနှစ်။ P ရကြဘယ်နှထပ်ရတယ်ဆိုရင်၈ထပ်ပါ။နောက်မှလည်းကျို3တက်လေ3 P ရ၈ထပ်။ဒါရင်နောက်ကလည်းကျို gain အကြရ gain ကြီးရတူတယ်။ P ၈ထပ် P ၈ထပ်ဆိုတော့ကျို ਆ ပေါင်းရရပါနော်။ 2p power h + 3p power h လို့ဆိုတော့ 5p power h ရပါတယ်။နောက်ကနံပါတ်9နံပါတ်9ရဲ့အတိုင်းပဲသူအလဲကောင်အနုတ်ခံရတယ်။ဒီအနုတ်ရရှိရဂိမ်းဒီမှာဆိုရင်5ရဲ့ -3 ရဲ့1ရဲ့ညောင်းမယ်။ k h က h² နဲ့8ဖြစ်ပြီးတော့ k ကကျတော့ k² နဲ့ k² ။နောက်တစ်ခုမှကျတော့3ရဲ့2ရဲ့1ရဲ့ညောင်းပါမယ်။8ကကျတော့8နဲ့ h² k ကကျတော့ k နဲ့ k ကျပါနော်။ဒီရဂိမ်းရှိတော့5နဲ့ -3 ရဲ့ညောင်းရက်ကောင် 1နဲ့ပြောတဲ့ခါမှာ -15 ရပါတယ်။နောက်ကအဲ8ကကျတော့2ထက်နဲ့2ထက်နဲ့ဆို8 3တက်နော်။ K ကကျတော့2ထက်2ထက်ဆို4တက်ပါ။အနောက်ရဲ့နောက်မှာဆိုတော့ကျ3ရဲ့2ရဲ့1ရဲ့ပြောတဲ့ခါမှာ6ရပါတယ်။8တထက်နဲ့8တက်ဆို8300ရပြီးတော့ K တထက်နဲ့ K300 ဆိုတော့ K400 ရတယ်။ဒါပေမဲ့8300တက် K400 တက်8300တက် K400 တက်နော်ရှင်လက္ခဏာတူတော့နော်နောက်ကကိန်းနေရာလည်းမျိုးတူကိန်းဖြစ်တယ်။ရှင်ကလက္ခဏာရဲ့တူတော့ရှင်ပေါင်းမိရတယ်။အနောက်လက္ခဏာနဲ့ပြင်ရပါတယ်။ 9နဲ့6နဲ့ပေါင်းတော့27ဟို minus 21 8 power 2 k power 4ရပါတယ်เนาะ9ပြီးတော့30ပါဆက်တဲ့အတိုင်းပဲအလေကမာနှုတ်ခဏရဲ့အရှိမာကဘင်းနဲ့မှာအရှိဆုံးကြီးက5တတိယကြီးက minus 3တတိယကြီးက1ဖြစ်ပါတယ်ဒီကနောက်ကြီးမှာလည်းအရှိဆုံးကြီးက8နောက်ဒုတိယကြီးက3နောက်ဆုံးကြီးက1ပါเนาะဒီအဲ့ဒီမှာကျန်တဲ့เนาะ m နဲ့ n နဲ့ p တို့ကကြတယ်2ရ2ရဆုလိုက်ပါတယ် ဒီကားတော့ဒီနှစ်ထပ်တစ်ခုပဲရှိရတဲ့ဒီနှစ်ထပ်ကိုရည်ထားပါရနော်။ Ring file နဲ့ minus 3နဲ့တော့ minus 15ရပါတယ်။ n တစ်ထပ်နဲ့ n လုံးနဲ့ဆို n လေးတက်။ n တစ်ထပ်နဲ့ n လဲဆိုရင် n လုံးတက် p square တော့ဒီချမ်းနေနော်။ဒီအဲ့ဒီဖြူလိုက်ပြီ။နောက်ကတော့83ရ24ပေါ့နော်။ minus 24 m က၄တက် n လေးက3တက်။ဟော p က square ပေါ့နော်။ဒီက2ထပ်ပါ။ဒါရင် နော်နောက်ကမျိုးတူကင်းလုံးလေးဖြစ်တယ်လက္ခဏာလည်းတူတာဖြစ်တဲ့အတွက်ကျွန်တော်ပေါင်းမယ်24နဲ့25နဲ့ပေါင်းတော့39ရတယ်နှုတ်လက္ခဏာတက်တက်တယ်ပေါ့နော်နောက်ကအဲ n power 4 n power 10 2 b square အပြင်လည်းပြည်ရပါတယ်နောက်တစ်ခုက7ပါ7ကလည်းအတိုင်းပဲ -2 ရ +1 ရ -5 ရကိုတခုမြောက်မယ်နောက်ကကျတော့ -1 ရ2ရ2ရမြောက်မယ်ကျွန်တော်ကတော့2ရ2ရစုရတယ်နော်အိတ်ကလည်း3လုံးစုတယ်ဝိုင်းကတော့တစ်ခုလည်းရှိတယ်ဇက်ကလည်းတစ်ခုလည်းရှိတယ်နော် ။နောက်ကနှုတ်ရနောက်မှာလည်းအတိုင်းပဲ။အိတ်ကနှလုံးနောက်တဲ့အိတ်ကလုံးနဲ့ဆိုသုံးလုံးဝိုင်းရနှလုံးဒါဇက်ကရနှလုံးဒါတွေတွက်လိုက်မယ်။ -1 ရဲ့1ရဲ့ -5 ရဲ့အမြတ်တော့ -2 နဲ့ -5 ဆိုရင် +10 ရပါတယ်။အိတ်ကသုံးတဲ့1နဲ့ဆက်နှစ်ထက် -1 နဲ့2နဲ့2နဲ့နဲ့တော့2နဲ့4လေး -4 ပေါ့နော်ဒါကြောင့်မျိုးတူကိလုံးလေးဖြစ်တဲ့တက္ကနာတော့မတူရတဲ့နှုတ်နှုတ်ပြရမယ်တစ်ဆယ်ရဲ့လေးနှုတ်တော့600ရပါတော့အဲ့ဒါဆိုရင်ကျတော့ 6a2y2z2 ရပါတယ် ပြီးတော့ကျွန်တော်နံပါတ်7နှစ်ပါနံပါတ်7နှစ်မှာက AQBC နဲ့အဲ့မှာကျွန်တော်အရှိဆုံးကဝင်မှာကျတော့1ပြီးပြီးတော့ဒုတိယဝင်မှာ minus 2ဒုတိယဝင်မှာ3အပေါင်းရဲ့နောက်မှာကျတော့နောက်ကပထမဆုံးဝင်မှာ minus 1ဒုတိယဝင်မှာ2ဒုတိယဝင်မှာ minus 2တင်လာတော့အခက်ရရော2ရရဆုလိုက်ပါတယ်ဆုရက်ကမှာအရှိဆုံးမှာဆို minus 2နဲ့3ရင်းရတဲ့ကမှာ minus 4ရရနောက်အပေါင်းရဲ့နောက်မှာကျတော့ minus 1နဲ့ minus 3ဒုနဲ့ရတဲ့ကမှာ plus 4ရပါတယ်အဲ့ဒါရင်သူက မျိုးတူကင်းလုံးလည်းဖြစ်တယ်အနှုတ်နဲ့အပေါင်းလည်းဖြစ်တယ်ရှေ့ကကိန်းကနန်းချင်းကလည်းတူမြဲတော့ကျွန်မတို့အနှုတ်လိုက်ကလည်းလက္ခဏာမတူရတော့နှုတ်လိုက်ကမျိုးတူကင်းလုံးဖြစ်ပေမဲ့6တရက်6ရက်ရည်0ရရတယ်နော်ဒါကြောင့်အဖြေကတော့0ပါဒါသလိုရှိရင်လေ့ကျင့်ခန်း3ပိုင်းဒီမှာနံပါတ်1ကနေစနစ်တီးကတော့ဒီရှိပါပဲအဆုံးထိရှိနေတဲ့အားလုံးကိုကျေးဇူးတင်ပါ